ကရင်ပြည်နယ်မြောက်ဝတီမြို့အမှတ်လေးရက်ကွက်မှာဒီဇင်ဘာလ2ရက်နေ့မနက်စင်နာရီကျော်လောက်ကစစ်တပ်ဩဇာခံကရင်နယ်ချားဆောင်တပ်ဖွဲ့ BGF တပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုအတွင်းတရုတ်နိုင်ငံသား2ဦးသေဆုံးခဲ့ပြီး BGF တပ်ဖွဲ့ဝင်တို့လည်းဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျာ။ ချားဖြန့်လုပ်ငန်းတွေကနေ BGI ရဲ့အဆောင်ရှောင်းနဲ့ထွက်ပြေးလာတဲ့တရုတ်လူမျိုးတို့ခိုးလုံနေတဲ့နေကလုံးကို BGI တပ်ဖွဲ့ဝင်တို့ကပဲဝင်ရောက်စီးနင်းခဲ့ချိန်မှာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီးနှစ်ဖက်ပြစ်ခတ်မှုဟာနိုင်ယူဝက်လောက်ကြာမြင့်ခဲ့တယ်လို့မြောက်ရီမျိုးဒေသခံတို့ကဆိုပါတယ်ပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်အာနာသိန်းစစ်တပ်နဲ့ BGF တို့ပေါင်းပြီးကြားဖြတ်လုပ်ငန်းတွေကနေထွက်ပြေးလာတဲ့တရုတ်လူမျိုးတွေကိုလိုက်လံဖမ်းဆီးခဲ့ရာ၁၀ဦးခန့်ထပ်မံဖမ်းမိခဲ့တယ်လို့သိရပါဗျာ။ ီအခြေအနေနဲ့ပတ်သက်ပြီးကင်းရင်နဲ့ကြားဆောင်တက်ဖွဲ့ BGI ရဲ့ပြောရေးဆိုခွင့်ရှိသူဒုဗိုလ်မှူးကြီးနိုင်မောင်စောကိုမြန်မာနိုင်ငံကဆက်သွယ်မေးမြန်းခဲ့ရာမြောက်ဝတီမြို့ပေါ်မှာ BGI တက်ဖွဲ့ဝင်အချင်းချင်းအပြန်အလှန်ပြစ်ခတ်မှုဖြစ်ခဲ့တယ်ဆိုတာကိုတော့အတည်ပြုပြောကြားခဲ့ပေမဲ့တရုတ်လူမျိုးတွေတည်ဆုံးခဲ့တယ်ဆိုတာကိုတော့ပြန်လည်ဖိကြားတာမရှိခဲ့ပါဘူးလက်ရှိမှာလည်းမြောက်ဝတီမြို့ပေါ်မှာခိုးလုံနေတဲ့တရုတ်လူမျိုးတွေကိုစစ်တပ်နဲ့ BGI တို့ကပေါင်းပြီးလိုက်လံရှာဖွေဖမ်းဆီးနေတယ်လို့သိရပါတယ် ဒီပြစ်ခတ်မှုကြောင့်တရုတ်နိုင်ငံသားတွေတည်ဆုံးခဲ့ရတဲ့ခြေအနေနဲ့ပတ်သက်ပြီးပြစ်ခတ်မှုအနည်းကိုယ်တိုင်ရှိနေတဲ့မြောက်ရီမြို့ဒေသခံတို့အုပ်ကိုမြန်မာနောင်ကဆက်သွယ်မေးမြန်းထားပါတယ်နေရာတည်းရလောက်မှာပြတာကအဲ့ဒီဒီကရနေပိုင်နဲ့အဖွဲ့ဒီပိုင်နဲ့အိမ်မှာဟိုဒီတရုတ်တွေကိုဒီမြေတောက်ခမ်းထဲမှာတရုတ်တွေကိုထည့်ထားတာထည့်ထားတာကိုတပွဲကလာပြီးစစ်စေးတာစစ်စေးတဲ့အချိန်မှာတော့သူတို့သူတွေအပြန်အလှန်ပြစ်ခတ်ကြတယ်ပြစ်ခတ်ခြင်းနဲ့တရုတ်တွေကလည်းထွက်လာပြီးတော့မှပြစ်ကြတယ်ပေါ့ ကျတော့တပတ်တပတ်အပြန်လည်းပြစ်ခကြနိုင်ဝတ်မျိုးလုံးကိုကြာသွားတယ်။ကြာသွားပြီးတော့ဒီမှာအဲ့မှာအဖွဲ့စည်းတွေကိုစစ်တပ်တွေကိုရောက်ချလာပြီးတော့မှဟိုကပြီးတော့နေတဲ့ရောက်ချလာရောက်လာရောက်လာပြီးတော့မှခေါ်ရတဲ့အချိန်မှာတရုတ်နှစ်ယောက်သေးရောနော်တရုတ်နှစ်ယောက်ကသေပြီးတော့အဲ့လိုညောင်ပြီးတုတ်တောင်တစ်ခါတန်းခေါ်လာတန်းခေါ်လာတော့တွေ့လိုက်တယ်။အကျန်တဲ့လူတွေကိုဖမ်းသွားရပေါ့။ဖမ်းသွားရလက်ရှိသူကတော့အခုတိရလာကတော့သူဒီရွှေဘူးကိုခေါ်လာတယ်လို့သတင်းကြတယ်။အခုထိန်းသိမ်းထားတာက PDF ကပဲထိန်းသိမ်းထားတာလေ။ဒီတရုတ်တွေကများသောအားဖြင့်ဒီ site တွေကထွက်လာတဲ့တရုတ်တွေကို အာပီဂျီအေတွေကပဲခေါ်ပြီးတော့သူတို့ကသူတို့သူ90တဲ့90တဲ့သူတို့ရဲ့ဟိုနေရာတွေမှာပဲသူတို့ခေါ်ထားရတာအခုလည်းခေါ်ထားတာအခွင့်အာလည်းပီဂျီအေကလည်းမကြားတယ်ဟိုပြီးတော့သူတို့နေရာကလည်းမထည့်ထားတယ်ညောင်း20ကျော်တယ်လို့လည်းကြားတယ်ဟိုမနေ့ကတွေ့တော့ကားပေါ်မှာပေါ်ခေါ်လာတော့5ယောက်တွေ့လိုက်တယ်နောက်ထပ်သူတို့လိုက်ဖမ်းတာလည်းဖမ်းနေဟိုအကုန်ဖမ်းခံရတယ်လို့တော့ကြားတယ်ဖမ်းမိတယ်လို့တော့ကြားတယ်တရုတ်တွေကလည်းဒီအခုဆက်ပြီး90နေရာကြီးပေါ့နော်ရက်ွက်စီစီလိုက် ်ထွက်ပြီးတဲ့အခါကျတော့သူတို့ကလည်းနောက်ကအဲဖစ်တက်ကိုဖွင့်သီးတရားကိုအဲကားနဲ့လိုက်တော့ပြစ်ခတ်ခံသီးရရောတွေ့လိုက်တယ်။ဟိုဒီနေ့မနေ့ရပါတော့အဲလိုဖြစ်ပြီးတော့ပြစ်ခတ်မှုတွေဖြစ်နေမှုတွေဖြစ်ပြီးတော့မနေ့ရတော့ဟိုဒီနေ့ရောဒီတရုတ်တွေကိုနိုင်တဲ့နေရာပေါ့နော်တရုတ်တွေကိုနိုင်တဲ့နေရာတွေအဲလိုမျိုးအဆောင်လေးအလားတူကိုလိုက်ပြီးတော့ရှာနေတယ်ဖစ်တက်နဲ့အဖွဲ့သီးတွေကိုလိုက်ရှာနေတယ်ဆိုတော့အားလုံးတန်ကြတယ်။ကျမတို့ဒီရတဲ့လောက်ကတော့အခုသူတို့ကဒီတရုတ်တွေကိုသူဖမ်းတယ်ဖမ်းလာလို့ရှိရင် ဟိုတချို့ကျတော့လည်းဟိုကန်းကူပေးရပေါ့နော်ကန်းကူပေးလို့ရှိရင်တယောက်ကိုအဲသက်သိန်း၃နေအဲ့လိုမျိုးရတယ်ပေါ့ဟိုတချို့ဖွဲ့စည်းကြတယ်အဲ့လိုထိန်းသိမ်းပြီးတော့အဲ့လိုမျိုးပို့တာလည်းရှိတယ်ကျိုးကလည်းသူတို့ရဲ့ဟိုလုပ်ငန်းပေါ်မှာပြန်သူတို့ဟိုအောင်မှာပေါ့နော်ဒီလုပ်ငန်းပြန်ပြီးတော့ဆက်လုပ်ဖို့အတွက်ကိုထိန်းသိမ်းထားတာလည်းရှိတယ်သူကြားတယ်